ဒီနေ့မှာတော့ long pra bang ကိုရောက်တော့မှကျွန်တော်တို့မေခေါမြစ်ဘေးမှာ coffee လာတောက်နေတာဖြစ်ပါတယ်။အနောက်မှာမြင်နေရတဲ့တရားကမေခေါမေခေါမြန်မာတွေကတော့မေခေါမြစ်လို့ခေါ်ပြီးမှကမ္ဘာလိုက်ခီးသွားတဲ့ကတော့ Mekong River ဆိုပြီးမှခေါ်တဲ့မြစ်ဖြစ်ပါတယ်။ကဲမိတ်ဆွေတို့ရဲ့ဒီနေ့မှာလဲတပ်ပေါ်နဲ့ အရန်လာတဲ့ပုံလေးတွေရောအရန်လာတဲ့ရှိခင်းတွေရောမြောက်ပေးပါမယ်နော်ဒါကတော့ long pra bang ရဲ့တတိယမှာပေါ့နော်။အဲဆိုလို့ရှင်ကအရှိတချို့ဆိုလို့ရှင်ဒီမှာလမ်းလျှောက်သွားပြီးမှလေဖျားရပါလေလမ်းဒီမှာဖူးကြတာပေါ့နော်။ပြီးတော့ ဒီဘက်မှာဆိုလို့ရှိရင်တော့စာသင်ကျောင်းရှိစာသင်ကျောင်းရရှိမှာဆိုလို့ရှိရင်တော့စာတော့ဆိုင်နေပါတယ်အများကြီးရှိရပေါ့နော်ဒီမှာပြပေးမနော်ရှေ့ကနေပို့ပြီးမှကြည်အောင်ပြပေးမနော်စာသင်ကျောင်းကဒါဒါကလေးကြီးရဲ့စာသင်ကျောင်းဒါမူလတန်းကျောင်းလားမသိဘူးအဲ့လိုမျိုးပေါ့နော်ကလေးတသေးလေးတွေ့ခဲ့ရဒါကအလောင်းဖရာပန်းဆိုတဲ့ UNESCO ကဒီ World Heritage Site ဆိုပြီးမှသတ်မှတ်ထားတဲ့နေရာရဲ့တနေရာပေါ့နော် အမျိုးတွင်တနေရလို့ပြောခီးသွားဧည့်သည်တွေကတော့အခုကဒီပြောမယ်ဆိုလို့ရှိရင်တော့တရုတ်နှစ်တကူရာတဖြစ်တဲ့အခါကျတော့တရုတ်ခီးသွားရလဲအများကြီးလာတယ်ကိုရီးယားကိုရီးယားဂျပန်အဗီယက်နမ်အဲ့လိုမျိုးပေါ့နော်အများအပြားဒီမှာလာရောက်ပြီးမှလေပတ်နေကြတာဒီဖြစ်ပါတယ်ရှင် ကဲဒါကတော့အရှက်နေမြင်ရတဲ့မြင်ကွင်းလေးဖြစ်ပါတယ်ကျောင်းဆိုလို့ရှိရင်လည်းဟိုက coffee ဆိုင်တွေရောစားတောက်ဆိုင်တွေရောအများကြီးရှိရပေါ့နော်အဲ့တချို့ဆိုလို့ရှင်အဲ့လိုမျိုးကားလေးနဲ့သွားပြီးမှအဲ့လိုခရီးပိုင်တော့အဲ့လိုနည်းနည်းဟိုဟိုလေပတ်စရာနေရာလေးတွေစီသွားကြတာပေါ့နော်ဒါဆိုလို့ရှင် လောင်ဖရာပန်ရဲ့တနည်းအားဖြင့်နိုင်ငံကရှေးဟောင်းမြို့တော်လို့လည်းခေါ်ကြသလိုရှေးခင်တော်ဆိုရှင်တောင်ဝင်းမြို့တော်ဆိုပြီးမှလည်းပြောချတယ်မြို့တော်ပေါ့နော်နာမည်ကတော့လောင်ဖရာပန်လို့ခေါ်ပြီးမှလောင်ဖရာပန်ဆိုတဲ့မြို့မှာပါတယ်ရှိတယ်လေဆိုလို့ရှင်ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေများစွာရှိတယ်နေဝင်စည်းစာတွက်ကြည့်လို့ရတယ်အဲဒီတောင်ထိပ်မှာရှိတဲ့ဘုန်းတော်ကြီးကျောင်းတွေတောင်ချေဘက်မှာဆိုလို့ရှင်လည်းဘုန်းကြီးကျောင်းတွေများစွာရှိတယ် ီတော့ကိုကားသွားရင်လာရင်လည်းရှီဟောင်းဖုန်ကြီးကြောင့်လို့သွားရောက်လေပတ်မယ်ဆိုလို့ရှိရင်အဆင်ပြေတယ်။ကျမတတိထမီတာကတော့ဒီ long pra အပေါင်းမြို့တွင်ထဲမှာသူတို့တွေရဲ့လမ်းလမ်းတွေပါတယ်တည်ဆောက်ထားတဲ့ block တွေပါတယ်လုံထားတဲ့ပုံစံလေးကအတော့ကလေးစနစ်စနစ်ကြတယ်ပေါ့နော်။ ပြောရမယ်ဆိုလို့ရှိရင်မြို့ပြအတိဆောက်ပုံတော်တော်လေးကိုစနစ်တကျတိဆောက်ထားတာလေးကိုသတိထားမိခဲ့ပါလေဒါရယ်ဆိုလို့ရှိရင်ကျောတို့မြို့တွင်တနေရာမှာမြင်တွေ့ခဲ့တဲ့ရှင်ဟောင်းချိုရအဆောက်အဦလေးတွေကိုလက်လန်းမိတဲ့များရိုက်ကူပြီးမိတ်ဆွေတို့ကိုပြန်လည်မြောင်းဝင်ထားခြင်းဖြစ်ပါတယ်ရှင် ကျမတို့ကအဲ့ဒီနေတုန်းကဒီ Kongsi Waterfall Park ဆိုတဲ့နေရာကိုသွားတာပေါ့နော် Long Pra Bang ကနေအဲ့ဒီပန်းချံဒီ Kongsi Waterfall ဆိုတဲ့ရေတကူကိုသွားမယ်ဆိုရင်တနားကြီးကစီရပါတယ်။ဒါဆိုလို့ရှိရင်လမ်းမှာတွေ့တဲ့ဒီစားတော့ဆိုင်တချို့တွေပြီးလို့ရှိရင်ကျွန်တော် Gate Power ရောက်တဲ့အခါကျတော့ဒီရေတကူကိုသွားမယ် Gate Power ပေါ့နော်သူတို့ဟိုတမတ်ထားတဲ့နေရာရောက်တဲ့အခါကျရင်လက်မှတ်တွေပါတယ်ဝေးတယ်သူတို့စဉ်ပေးထားတဲ့လေးဘိန်းကားလေးတွေနဲ့အဲ သွားတာပေါ့เนาะဒါဆိုလို့ရှင်အဲဒီအဲဘယ်ရမှာဆိုရှင်သူတို့ပြန်ပြမအပြင်ဆင်ပေးထားလိုက်တာပေါ့နော်အရင်ကျွန်တော်တို့ပထမတစ်ခေါက်သွားတော့အောင်ဆိုလို့ရှင်ဒီအပန်းချံရဲ့ဒီတကပဝအထိအခီးတွားကားတွေသွားရောက် ပြီးမှအမှအာသွားအဲ့ဒီနာထီသွားလို့ရတယ်တော့ဘယ်မှာလဲဒီတစ်ခါကျွန်တော်တို့ဒုတိယအချိန်သွားတဲ့ခါကျတော့တို့တွေတလူမျိုးပြန်လေးစစ်စင်ထားလိုက်တာပေါ့ဘာလို့လဲဆိုလို့ရှင်အဲ့ဒီကိပဝါနာတဝိုင်းမှာဆိုရင်ကားတွေပါခဏခဏပိတ်တယ်ကျွန်တော်တို့ပထမဆုံးတစ်ခါသွားခဲ့စဉ်တုန်းကအဲ့ဒီနေရာမှာကားတွေပိတ်တဲ့အခါကျတော့တော်လေးဆောင်ခဲ့ရဒီညာနာတဝိုင်းပေါ့နော်အခါကျတော့ယခုဒီချိန်မှာတို့တွေပြန်ပြေးမှစစ်စင်ပေးထားတဲ့ပုံစံလေးတော်တော်လေးစနစ်ကြတယ် ပြီးရင်ကျွန်တော်ကလက်မှတ်လေးတွေပြတယ်ပြီးရင်အထွင်းထဲဝင်တယ်ဒါမျိုးပေါ့နော်ဒါဆိုလို့ရှိရင်ဒီဒီရေဒီကွန်ကိုသူတို့ကကောင်းစီ waterfall park ဆိုပြီးမှခေါ်နေအတွင်းထဲမှာဆိုရင်တော့အကောင်လေးတွေမွေးထားတာရှိတယ်ဒါဆိုဝေဝန်လေးတွေတချို့ငက်ငက်မျိုးကွဲပုံစံအရန်လာတဲ့ငက်လေးလည်းမွေးထားတာရှိကျွန်တော်ကတော့အဲ့ဒီနေတုံကတော့ဒီဝေဝန်လေးတွေတော့မြင်ခဲ့တာပေါ့နော်တို့တချို့ဆိုလို့ရှိရင်အိပ်ပျော်နေကြတာအိမ်ငိုင်နေကြတာတချို့ဆိုနားနေနေကြတာဒါမျိုးတွေပေါ့နော်ဒီ အဲရေဒီကွန်ထဲမှာဆိုတော့သုံးဆင့်ရေဒီကွန်ဆိုပြီးမှအင်မတာမှနာမည်ကြီးတယ်ပထမအဆင့်မှာကတော့ပြပြလေးဒါဆိုရှင်ကျွန်တော်တို့ပထမဆုံးရောက်တဲ့ရေဒီကွန်ရဲ့ပထမအဆင့်နေရာလေးပေါ့နော်ရေဒီကွန်ရဲ့ပထမအဆင့်မှာဆိုရှင်တော့ရေကစားခွင့်ပြုထားပါတယ်ဒီတော့လာရောက်တဲ့ခီးတွားအေးတွေကအဲ့ဒီနေရာလာမှာရေတွေလာစုံနေကြတာတွေ့ခဲ့ပါတယ်ရှင် ဒါကတော့လာအောင်နိုင်ငံကဒီ long ခါဘာကနေတွားရင်ရောက်နိုင်တဲ့ရေတကုံကိုရောက်နေတော့မှရိုက်ခုထားတာလေးတကုံမျှဝေထားတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှင်ရေတကုံကိုတွားဖို့တည်းဆိုလို့ရှင်တော့သူကသူတို့ကဒီသူတို့ဒီစစ်ပိတ်ထားတဲ့နေရာကနေကားလေးစီးပြီးမှဒီနားလောက်ရောက်တဲ့အခါကျတော့လမ်းကြီးပိုင်းလျှောက်ရတာပေါ့နော်ဒီကြောဆိုလမ်းလျှောက်သွားရတာအဲ့လိုဒီမှာရေတကုံအများကြီးပဲဒီမှာလူတော်တော်များတယ်ဒီနေ့မှာဆိုကဲ့ ဒါကတော့လာအိုနိုင်ငံကလုံးထားဘန်ကနေရောက်နိုင်တဲ့ရေဒီကွန်ကိုတွားရောက်လေပတ်နေတဲ့အချိန်မှာရိတ်ခူထားလေးတွေကိုရောက်ဝင်ထားတာဖြစ်ပါလိမ့်ရှင်။ဒီဘက်နောက်ကိုဘောလာရောက်နော်။အဲ့တော့ဒီနောက်မှာရေဒီကွန်ပေါ်လာတယ်။ Council Waterfall Park တဲ့ဒီရေဒီကွန်ရှိတဲ့နေရာမှာဆိုတော့ ဒုတိယအဆင့်နားလာမှာဆိုရင်ရေကလည်းနည်းလေနည်းနေနေရရှိရပေါ့နော်ရေတခုနည်းနည်းနည်းနေနေရအဲ့နာတော့အဆင့်စားတော့ဆိုင်ရှိပါတယ်ဘာနည်းလေစားလေးပါလေစားပြီးမှရေတခုလေးထိုင်ကြည့်နေလို့လေရတယ် ဒီဒုတိယအဆင့်နေရာမှာဆိုရင်ဒီကုခွင့်ဒီကစားခွင့်မပြုတော့ပါဘူး။ပိတ်ပင်ထားလို့ပေါ့နော်။ဒီလိုမျိုးဒီနားမှာဆိုကျွန်တော်ကလည်းဒီလေစာလေးပါလေစားရဲအလိုမျိုးပေါ့နော်။အဲပြင်မာလေးပိုလာပါလေ။ဒီတော့ကျွန်မကတန်တဲ့ကြံစူးစမ်းပြီးရက်ကူမြဝေထားတာဖြစ်ပါလို့ရှင်။ဒီတော့ကျွန်တော်ကဒီဒုတိယအဆင့်သွားပြီးနဲ့တတိယစီကိုလမ်းလျှောက်ပြီးမှပြန်တက်သွားတာအလိုမျိုးပေါ့နော်။ဒါဆိုရင်တတိယနေရာဖြစ်ဆုံးကနေရာလို့ပြောရမှာဖြစ်ပါလေရှင်။ ။မင်္ဂလာပါ။အခုကတော့လာအိုကအဲကျွန်တော်တို့သွားရောက်လေပတ်ခဲ့တဲ့ဒီ long tra bounce နေရာကနေသွားရင်ရောက်နိုင်တဲ့ရေဒီကွန်ပေါ့နော်။ဒါကရေဒီကွန်ထိတ်မှာဒါအကြီးဆုံးရေဒီကွန်ဖြစ်တာပေါ့နော်။ဆိုတော့ကကျွန်မမျှဝေထားတဲ့နေရာတွေကတော့နည်းနည်းသေးရတာပေါ့နော်။အဲ့ဒီနေရာမှာဆိုရေတွေပဲကူးလို့ရတယ်။ဒီမှာတော့ရေတော့ကူးလို့မရဘူး။ဒီမှာတံတားတွေပဲလောက်ထားပေးတယ်။ဟိုက ဒီစကားလေးဖြတ်ပြီးမှဟိုဘက်ကိုသွားရောက်လေပတ်မယ်ဆိုလို့ရှင်လည်းရတယ်အဲ့လိုမျိုးပေါ့နော်။မာဒါကဒီရေတကွန်ဒီနောက်မှာရှိတဲ့ရေတကွန်အမြင့်ဆုံးတော့ရေတကွန်ကိုကျွန်တော်တို့ရောက်ခဲ့စီကတဲကူးထားတာလေးတွေကိုမျှဝေထားတာဖြစ်ပါတယ်ရှင်။ကဲမိတ်ဆွေတို့ရေကျွန်မပုံလေးတွေရိုက်ကြည့်လို့ရှင်အရန်လာတဲ့ချီကီလေးတွေလည်းမိတ်ဆွေတို့ကိုပြန်လေးမျှဝေပေးပါမယ်နော်။ဟုတ်ပါ ဒါတော့အရှိအနေမြင်ရတဲ့မြင်ကွင်းပေါ့နော်ဒီမှာဆိုအစစ်စစ်နဲ့ညာိုင်းပဲအရင်တစ်ခါတော့လည်းကျတို့ဒီမှာတစ်ခါတစ်ခါလာဘူးတဲ့တစ်ခါရောက်တဲ့အခါလုံးကတော့နည်းနည်းတော့ကွဲပြားတာပေါ့နော်အခုဆိုလို့ရှိရင်တော့စကားတွေပါလဲပြန်ဒီမှာပြင်ထားပေးရခီးသွားတယ်ကတော့အတိုးကလေးများတယ်လို့ပြောမယ်ဘယ်လိုပြောမလဲဆိုလို့ရှိရင်အခုကနေတကူတရုတ်နေတကူဖြစ်တဲ့အခါကျတော့လည်း ဒီမှာပြပေးမယ်နော်ဒီဘက်မှာဆိုတံတားပေါ်မှာတပွန်လာရိုက်တဲ့လူတွေရှိရပေါ့နော်တပတံတားပေါ်မှာတပွန်လာရဲ့သူကတော့ရေလာစော့နေကြကျမတို့ကတော့ဒီတိုင်းပဲရှုကင်းလေးကြည့်မယ်ဘလို့ရှင်ခဏလေးနားပြလို့ရှင်ကြာမှာပေါ့နော်ဒါတော့ဒီနေ့ကျမတို့ရဲ့ရေဒီကွန်ကိုသွားရောက်လေပတ်တဲ့အစီအစဉ်ဖြစ်ပါတယ်ဥဟူအရလာတယ်ဟုတ်မသိ ါကတော့ကျမတို့ဒီလာအိုနိုင်ငံကိုတွားရောက်လဲပါခေစင်က long pra bang ကနေတွားရင်ရောက်နိုင်တဲ့ khonsi waterfall park ကိုတွားခဲ့စင်တော့ရေကူးထားတာလေးတွေကိုမျှဝေထားတာဖြစ်ပါတယ်။ပန်းချံအဝင်ပေါဝါမှာဆိုတာတွေဆိုရှင်သာတော့ဆိုင်အမတ်တရပစ္စည်းဆိုင်တွေအများကြီးဝေလို့ရတယ်ဒါမျိုးပြီးပေါ့နော်။ဒါတွေကတော့ကျမတို့တွားရောက်ခေစင်ကရေကူးထားတာလေးတွေကိုမိတ်ဆွေတို့ကိုမတ်တရအနေနဲ့ပြန်လေးမျှဝေထားခြင်းဖြစ်ပါတယ်ရှင်။ကျမရဲ့ဗီဒီယိုလေးတွေကိုအဆုံးထိဝင်အောင်ကြည့်ရှုပေးတယ်မိတ်ဆွေအားလုံးကို ိုအထူးပဲကျေးဇူးတင်ရှိတယ်လို့အားလုံးလည်းနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်ဆုံကြပါမယ်နော်။ Bye bye ။